ပြည်ရဲ့နေဒီဇင်ဘာလရဲ့နေ့ကစတင်ပြီး KI နဲ့ပူပေါင်းတက်တွေထိုးစစ်ဆင်နေတဲ့ပမောတိုက်ပွဲဟာအခုဆိုရင်တော့တနင်္လာနေ့ကကြာမြင့်နေပြီဖြစ်ပြီးတိုက်ပွဲကဆက်လက်ပြင်းထန်နေသေးပါစီကောင်စီကစကခ21မှာခိုင်မာခြေကိုယူပြီးခုခံနေတာကြောင့်စကခ21နန်ဖားနဲ့ကာမဲလိုတက္ကသိုလ်တဝိုက်မှာတိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့ KM သတင်းပညာရေးတောင်ကံပုံမကြီးနော်ဘူးကပြောပါတယ်ဒါပြင် mobile web အထွတ်3မိုင်ကနေခလာ40ခွန်ဒီလမ်းမိုင်တစ်လျှောက်လုံးမှာလည်းတိုက်ပွဲကဆက်ပြီးပြင်းထန်နေတယ်လို့ဆိုပါတယ် ာပတ်ဝန်းကျင်ဖြစ်နေတဲ့ဝန်ဆောင်နံပါတ်တမိုင်းလုံးတက်ကတူပေါ့နော်အဲ့ဒါကနေဟိုမူးမောက်တက်ကိုသွားတဲ့၃မိုင်နေရာတို့မှာပြည်တိုင်းလူတိုက်ပွဲရှိသွားတယ်ตรงมาก็เนี่ยอู้เลเซคุณตันคลายาเลเซคุณตะกูตาเดลานเจอลงมาแล้วเอ่อตะกวยดูရှိပါတယ်ခင်ဗျာဖာကမ်မှာမှာလဲနိုဝင်ဘာကွဲနေကစတင်လို့စီကောင်စီဘက်ကထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေဆက်ရှိနေတယ်လို့ဆိုပါတယ် စကောင်စီဘက်ကနိုဝင်ဘာ၁၇ရက်နေ့မှာလဲဝိုင်းတွဲလီရင်နဲ့ဘုံလာကျဲခဲ့တာကြောင့်အရတားထိခိုက်မှုတွေရှိပြီးမြေပြင်ခြေနေသေးစိတ်ကိုတော့မသိရသေးဘူးလို့ဗိုလ်ကြီးနော်ဘူးကပြောပါတယ်။ဒါပြင်ဖားကန့်ပြူအကုန်းကနေလက်နက်ကြီးတွေနဲ့ဆက်မပြတ်ပစ်ခတ်နေတာကြောင့်အရတားနေအိမ်တွေလည်းထိမှန်ပြီးလူထိခိုက်တာတွေလည်းရှိနေပါတယ်။လုံးနဲ့ချင်းနဲ့ပြစ်တာလေဟိုသူတို့ကပြူဟာကောင်းတဲ့အဲအဲလင်းချင်းနဲ့ပြစ်လို့အဲဒါလို့ပေါ့ဟိုယူဟာပြည်သူလူထုနေတဲ့ရက်ွက်ထဲမှာစလို့ပြည်သူလူထုတွေထိခိုက်တာတွေရှိတယ် ဟိုကျွန်တော်တို့ကေနဲ့ပူပေါင်းအဖွဲ့တင်နဲ့အဖြစ်တွေ့ရင်ဆိုင်ပိုက်ပေါ်နေလို့ဖြစ်တယ်။နဖတ်တိခတ်တန်ရာရရှိမှုအခြေအနေတွေကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။စစ်ကောင်စီနဲ့ KAI တို့အကြားတွေ့ဆုံမှုရှိနေတယ်လို့သတင်းတွေထွက်နေပြီမဲ့လည်း KAI ဘက်ကတော့ညင်းဆိုပါတယ်ကျွန်တော်ထားအောင်ပါ